ီပွဲမှာငါတို့ဘက်ကရိုးတွေကတော့အပြည့်ပဲ။အန်နီဘက်ကလည်းအပြည့်ပဲ။ဒါပေမဲ့ experience လင်းကိုတွားဖို့အတွက်ကိုကျွန်းစင်ထောက်တာ။ဘာအတွက်လဲတော့ငါလည်းမသိဘူး။ငါကတော့ mid lane တွားဖို့အတွက် fast ကိုထုတ်လိုက်တယ်။ဘာကြောင့် fast ကိုထုတ်လိုက်လဲဆိုရင်ငါမင်းတို့ကိုပြောပြမယ်။ပွဲတဲ့ကိုရောက်တော့လဲစကန့်30လောက်မှာ hyper ကစကန့်ရစထွက်လာ။ဒီတော့လိန်ကန်ဖို့အတွက်ကတော့အလုံးနောက်ကြပြီ။ဒီမှာတကယ်တမ်းဆိုရင် goal လင်းကိုတက်ကန်ဖို့အတွက် hyper ready ဖြစ်နေရမှာ။ဒါပေမဲ့ဒီကောင်ကအာဒီမရတော့မတွားလိုက်ရအောင်။ဒီ target button မှာဆိုရင်ငါကအာဂျီလည်းမရသေးဘူး။ဟာယာကရူချီပေါက်တာစောတယ်။တော်သေးလို့ငါရဲ့စကေတူလေးနဲ့ထိသွားလို့တာတယ်လေးရလိုက်တယ်။တကယ်တမ်းဆိုရင်ဂျွန်ဆန်ကလည်းလွတ်နေပြီ။ဒါပေမဲ့ဖာဆာရဲ့အာဒီရိတ်ကအရန်ကျေတော့အာကက်အစီရဝင်လိုက်တာနဲ့ငါလည်းတန်းပြီးတော့အာဒီဖွင့်ချလိုက်တယ်။အဲ့ဒီမှာမေးပါအစ်စ်ပါပြီးရလိုက်တယ်။ပြီးတော့ဒီမှာဂရန်ဂျာကညှက်ကန်ထိတော့မယ်အနေထားမှာငါကင်နာတာဖာဆာဖြစ်တဲ့အတွက်ကြောင့်ဘတ်တယ်ချက်ချင်းတကြွင်ပြလိုက်နိုင်တယ်။ဒါကြောင့်ဂရန်ဂျာကမတည်တဲ့အပြင်လေလာကိုပါပြန်ရလိုက်။ပြောချင်တာကအာလီဂိမ်းမှာ တ်တယ်တစ်ခုနဲ့တစ်ခုကိုအမြန်ပြေးကျွမ်းမှုအတွက်ကဖာစာကအသင့်တော်ဆုံးမိတကောင်ဟုတ်ကဲ့ကျွန်တော်ဇီခီပါဗျာ